မင်္ဂလာပါဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘာလာ29ရက်မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စီးရီးစီးပွားရေးလူမှုသတင်းတွေတွေကထူးခြားတဲ့သတင်းများကိုတင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်စကိုင်းတိုင်းရွှေဘိုမြို့နယ်တွင်ရှိကြောင်မြောင်းမြို့ကိုဆက်သွယ်ထားသောရတနာတင်ခတရာကျူးကြတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်စကိုင်းတိုင်းရွှေဘိုမြို့နယ်တွင်ရှိကြောင်မြောင်းမြို့တို့ကိုဆက်သွယ်ထားသော ARD မြို့ကူတရာ ရတနာသင်္ခတရာဟာအော်တိုဝါလာ29ရက်နေ့နံနက်ပိုင်းမှာကျိုးကျပျက်စီးခဲ့ကြောင်းဒေတာကံများထပ်မှသိရပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုများအရတရာရဲ့အစင်ကူးဘက်အချမ်းချင်းကတ်တရာအစိပ်ပိုင်းချုံနေ ARE မြစ်တွင်းရှိအဓိကတရာအစိပ်ပိုင်းချုံကျိုးကျပျက်စီးနေတာဖြစ်ပြီးဖြတ်တန်းတော်လာရင်မရတော့ကြောင်းတွေ့ရပါတယ်။တရာပျက်စီးသွားခြင်းကြောင့်ရွှေဘူးကြောင်မြောင်းမြို့များနဲ့အစင်ကူးမြို့နယ်တို့အကြား လမ်းမဆက်သွယ်ရေးနဲ့ကုန်စည်တည်ယူပို့ဆောင်ရေးများခက်ခဲသွားနိုင်တယ်လို့ဒေသခံများကပြောပါတယ်။ရတနာသင်္ကတာမကြိုးကြမီမြန်မာနေ့ညပိုင်းမှာစပီးယနေ့မနက်ပိုင်းထိဒေသတွင်း၌ပြစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေကြောင်းလည်းသိရပါတယ်။ပေ2480ရှိတဲ့အဆိုပါရတနာသင်္ကတာကို2033ခုနှစ်မှာစတင်ဖွင့်လျက်အသုံးပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ KAPD ရဲ့ဖွင့်များကမမောက်ရှိ ပြည်သူနေအဆောက်အအုံများနဲ့ဌာနဆိုင်ရာအဆောက်အအုံများကိုမိရှုဖြစ်စီရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ KIA PDF ပူပေါင်းဖွဲ့ဟာဗမာမျိုးတွင်ရှိပြည်သူနေအဆောက်အအုံများနဲ့ဌာနဆိုင်ရာအဆောက်အအုံများကိုမိရှု ဖြစ်စီခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနဲ့အင်ဂျင်တာရေးကော်မရှင်ထုတ်ပြန်ချက်အရသိရပါတယ်။တပ်မတော်စစ်ကြောင်းများကဗမာမျိုးအားပြန်လည်သိမ်းပိုက်ရရှိနိုင်ရေးနေမြေလုံခြုံရေးလုပ်ငန်းစဉ်များကိုစနစ်တကျစုဖွဲ့ရှိတဲ့ရှင်းလင်းမှုများဆောင်ရွက်လျက်ရှိရာအော်တိုဘားလ26ရက်ဗမာမျိုးအနောက်ဖက်နဲ့အနောက်မြောက်ဖက် မီတာ2000ခန့်กว่าသို့ရောက်ရှိစဉ် KIA PDF များကမြို့တွင်းရှိပြည်သူပိုင်နေအိမ်အဆောက်အဦများနဲ့ဌာနဆိုင်ရာအဆောက်အဦများအားမိရှုဖြည့်ဆည်းခဲ့ကြောင်းသိရပါတယ်။မိရှုဖြည့်ဆည်းခံရတဲ့ဗမောက်မြို့တွင်းရှိအဆောက်အဦများအားမိအမြန်ဆုံးနှိမ့်သက်နိုင်ရေးအခြားသောပြည်သူလူထု၏အဆောက်အဦများမိကုဆက်မှု မရှိစေရေးထပ်မံရေးအခြားအကြမ်းဖက်လုပ်ရမများဆောင်ရွက်မှုမရှိစေရေးအတွက်တပ်မတော်စစ်ကြောင်းများကရင်ဆိုင်တိုက်ခိုက်လျက်ရှိတဲ့ လက်ကျန်အကျန်းဖက်တောင်းကျန်းသူများကိုတိုက်ခိုက်ချေမှုန်းလျက်ရှိတယ်လို့သိရပါတယ်။ကံရီအကျန်းဖက်တောင်းကျန်းသူအဖွဲ့နဲ့ NUG လက်ဝေကံ PDF အမေကန်အကျန်းဖက်တောင်းကျန်းသူများဟာ၎င်းတို့ထောက်ခံအားပေးမှုများရှိတဲ့ဒေသခံပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းလူသစ်စုဆောင်ခြင်းများပါဝင်အကျန်းဖက်လို့ရဲ့မျိုးစုံကိုလှုပ်ဆောင်လျက်ရှိသဖြင့်တမရစစ်ကြောင်းများကပမောက်မျိုးအားပြန်လည်သိမ့်ပိုက်ရရှိရေးအပါဝင်အခြားလိုအပ်သောနေမြေလုံခြုံရေးနဲ့နေမြေစုမှုရေးလုပ်ငန်းစဉ်များကို ေသခံပြည်သူများနဲ့ဥပပေါင်းပါဝင်မှုနဲ့အတူဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်ရာမြို့နယ်စမှုစုံ၄ထဲမှာမြို့သမီးတူဟာရင်တိုက်ပြီးစမှုစုံနဲ့လာရောက်ပစ်ထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြို့သမီးတူဟာရင်တိုက်မှုဖြစ်ပွားပြီးနောက်လာရောက်ပစ်ထားခဲ့ကြောင်းဒေသခံလူမျိုးရေးအသင်းများမှသိရပါတယ်။ယနေ့အော်တိုဘားလ29ရက်နနက်9:00ခွဲကအင်းစိန်မြို့နယ်ဘင်းအောင်လန်းရွှေဝါ နှစ်လန်းထိတ်မှာ light track ရင်တစည်းမှာအမျိုးသမီးတူကဝင်တိုက်ခဲ့ပြီးနောက်စိတ်ယုံသူပို့ဆောင်ရန်ဟုဆိုကာကားဖြင့်တင်ဆောင်တော်လဲစိတ်ယုံမဖို့ပဲလူကြီးပြတ်သောရွှေပြည်သားစက်မှုဆောင်လေးတဲ့လာရောက်ပြသွားခြင်းဖြစ်ကြောင်းကိုညီသူများကပြောပါတယ်ရင်တိုက်ခံရတဲ့အမျိုးသမီးရဲ့ဥကောင်းမှာပေါက်ပြဲခြင်းခြေသလုံးကျိုးခြင်းစတဲ့ဒဏ်ရာများရှိခဲ့ပြီး၎င်းကိုလူမှုကွန်ရက်ရဲ့အသိဉာဏ်ဖြင့်စိတ်ယုံသူပို့ဆောင်ပေးခဲ့ရကြောင်းသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများက တရားခံအားဖန်ဆီးရမိနိုင်ရေးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ချမ်းမြသာစီမြို့နယ်မှာအတော်ကိုတူနဲ့ထုတ်တတ်တဲ့တူမကိုဖမ်းမိပြီဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာငွေကြေးအခက်အခဲကြောင့်အတော်ကိုတန်ရိုက်တူနဲ့ထုတ်ရိုက်ပြီးရွှေတုံးနဲ့ငွေများယူဆောင်သွားခဲ့တဲ့တူမဖြစ်သူအလယ်တန်းပြဆရာမကိုဖော်ထုတ်ဖမ်းဆီးမိခဲ့တယ်လို့မြန်မာနိုင်ငံရဲ့ရက်တက်ဖွဲ့ကအော်တိုဘားလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ဖြစ်စဉ်မှာ အော်တိုဘားလာ26ရက်မနက်ပိုင်းကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မြို့သစ်နှစ်ရက်ကွက်လမ်း80အီတရားခွန်နှန်းနဲ့တရား၈လမ်းကြားရှိနေတိန်မှာနေပိုင်ရှင်အငင်းကြားစာကြည့်တိုက်မှုဒေါခင်ဆိုးမြင့်84နှစ်ကိုနေအိမ်မြင်ကြီးတဲ့အခန်းထိုင်ကုန်ပေါ်မှာဥကောင်းပေါက်ပြဲတံရံတစ်ချက်ဖြင့်တေဆုံးနေပြီးအတူနေမြေဖြစ်သူဒေါ်ရေးခိုင်36နှစ်ကိုမြင်ကြီးတဲ့အခန်းဂရင်ပေါ်မှာဥကောင်းနှထင်ဝဲပေါက်ပြဲတံရံနှစ်ချက်ရရှိခဲ့ခြင်းဖြစ်ပါတယ် ကျွလွန်သူမှာတေဆုံးသူရဲ့ဒူမတော်ဆက်သူပြင်းဦးနေမြို့အမှတ်လေးအခြေခံပညာအလဲရန်ကျောင်းမှာတွဲဖက်တာဝန်ထမ်းဆောင်နေတဲ့အလဲရန်ပြဆရာမမဆိုးဆိုးတွန်းဖြစ်ကြောင်းအော်တိုဘားလ26ရက်ညနေ9နာရီကျော်မှာအခင်းဖြစ်နေအင်ကိုပြန်ရောက်စင်မှာဖမ်းမိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ငွေကြေးခက်ခဲကြောင်းအတော်ဖြစ်သူနဲ့ဒူမဖြစ်သူတို့ကိုတန်ရိုက်သူနဲ့ထုရိုက်ခဲ့တဲ့မဆိုးဆိုးထွန်းကိုဥပဒေနဲ့ညီထျောက်စွာရေးယူနိုင်ရင်တတိယကံပစ္စည်းတွေ ပြန်လည်သိသိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့တနင်္လာရီတိုင်းကော့တောင်းမြို့ရှိမြန်မာနိုင်ငံတနိုင်ငံလုံးအသက်အကြီးဆုံး122နှစ်အရွယ်အဖွာအားဂုံပြုမွေပေးအပ်လှူဒန်းနေဆိုတဲ့သတင်းဖြစ်ပါတယ်တနင်္လာရီတိုင်းဒေသကြီးကော့တောင်းမြို့မှာမြန်မာတနိုင်ငံလုံးအသက်အကြီးဆုံးအသက်122နှစ်အရွယ်အဖွာဒေါ်ပန်းရွေအားယမန်နေ့မွန်လဲပိုင်းကတောင်ဝင်းရှိသူများက ဂုံပြုတ်ချင်းွင့်မီတွားရောက်ပြည့်ခဲ့ပါတယ်မြန်မာနိုင်ငံတနနိုင်ငံလုံးအသက်အကြီးဆုံးဖြစ်တတ်မှတ်ခံထားရတဲ့122နှစ်ရွယ်အဖွားဦးနှစ်ဦးအားတဦးလင်စေသိန်းကျက်စီဂုံပြုတ်ချင်းမြတ်ပြည့်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံတနနိုင်ငံလုံးအသက်အကြီးဆုံးအဖွားဦးနှစ်ဦးမှာတနင်္လာရီတိုင်းဒေသကြီးကော့တောင်မြို့ရွှေစင်ရော်ရက်ကွက်ပလဲတွင်းလန်းနေအဖွားတော်ပန်းတွေအသက်122နှစ်နဲ့ရန်ကုန်တိုင်းဒေသကြီးထန်းနေပင်မြို့နယ်တက်တဲ့ကျွရအုပ်စုတက်ကျွရနေ အဖိုးဦးသိန်းအောင်အသက်122နှစ်တို့ဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ယခုနှစ်မြန်မာနိုင်ငံရဲ့ထောက်ပံ့ရာသီအတွင်းထိုင်းတရုတ်အိန္ဒိယတို့ကိုတန်ချိန်9000တင်ပို့ရန်ရထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံထောက်ပံ့စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MAVO ရဲ့အဆိုအရယခုနှစ်ထောက်ပံ့ရာသီမှာပြည်ပနိုင်ငံများဖြစ်သော ထိုင်းတရုတ်နဲ့အိန္ဒိယဈေးကွက်များတို့ထောက်ပံ့သည့်တန်ချိန်9000ကျပ် င်ဖို့ရန်ရာထားလျက်ရှိပါတယ်မြန်မာနိုင်ငံထောက်ပတ်သည့်ရာသီဟာနှစ်စဉ်အောက်တိုဘာလမှဇန်နဝါရီလအထိဖြစ်ပြီးရှမ်းပြည်တောင်ပိုင်းနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာအများဆုံးစိုက်ပျိုးပါတယ်ယခုတနင်္ဂနွေလုံးအတိုင်းအတာဖြင့်စိုက်ရေက2000ခန့်မှာပြင်းပြတန်ချိန်9000ခန့်ဖြစ်ရှိနိုင်ကြောင်းမျှော်မှန်းထားပြီးပြီးခဲ့တဲ့ရာသီမှာတန်ချိန်3000တင်ပို့နိုင်ခဲ့ပါတယ်ထို့ပြင်ပြည်တွင်းမှာထောက်ပတ်သည့်များကိုတရုတ်နိုင်ငံအောက်ခုံဖွဲ့ GACC ရဲ့တက်မှတ်ချက်များနဲ့အညီ ပြည်ရင်းရေးကြောင်းမှာတရားဝင်ပို့ဆောင်နိုင်ရေးအတွက်ပြင်ဆင်နေပြီးလာမယ့်2026ဇန်နဝါရီလမှာတရုတ်ဘက်ကရွက်တီများလာရောက်စစ်ဆေးရန်ရှိနေတယ်လို့လည်းသိရပါတယ်။ခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စီရေးစီးပွားရေးလူမှုရေးသတင်းတွေတွေကထူးခြားတဲ့သတင်းအချို့ကိုအောက်နှုတ်တင်ပြပေးတာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြအကျမ်းမှရှင်လန်းကြပါစေခင်ဗျာ။